အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်အော်တိုဘာလ9ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လာညချမ်းမာလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းကြောင်းရာတွေကတော့စကိုင်းတိုင်းမော်လိုက်မြို့နယ်မှာအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်စခန်း6ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးစစ်တုံးမန်းနဲ့လက်နက်ခဲယံအများပြားကိုလည်းဖမ်းမိထားပါတယ်မဲဆင်းမှာကြောင်းမာလာတို့ကိုထောက်ပြခဲ့တဲ့ဘူးလက်လာဆွေကိုစစ်သားတွေကလာရောက်ခေါ်ဆောင်သွားပြီးအဆက်အသွယ်မရဖြစ်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။ အကြံဘက်မာလာတို့ဖမ်းဆီးထားတဲ့အမေစုနဲ့တမရာကြီးကိုနိုင်ငံရေးကျင်းသားမဟုတ်ဘဲအကျင့်ပြက်လက်စားတဲ့အတွက်ပြစ်ဒဏ်ကြခံရသူတွေဖြစ်တယ်လို့တသက်ခိုင်ကပြောလိုက်ပါတယ်။မင်းတမျိုးဘော်ဒါဆောင်ကျောင်းကိုစစ်ချုပ်ကောင်စီတပ်ကလေရင်နဲ့ပုံကျက်မှုမှာတော့ကျောင်းသား၃ဦးနဲ့မတန်ဆွမ်းအမျိုးသမီး2ဦးသေဆုံးခဲ့ရပါတယ်ခင်ဗျာ။ညီညွတ်ရင်မြန်မာကျမ်းဘက်စစ်ရာဇဝတ်ကိုင်းကိုဖျက်သိမ်းနိုင်ကြောင်း Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာ။ ပထမဆုံးသတင်းတပုတ်အနေနဲ့သခိုင်းတိုင်းမော်လိုက်မြို့နယ်မှာတိုင်းငယ်စစ်စင်ရေးကာလအတွင်းစစ်တပ်စခန်း6ခုကိုတိမ်းပရရှိခဲ့ကြောင်းမော်လိုက်တော်လိုင်းအင်အားစုကထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လနဲ့စက်တင်ဘာလအတွင်းမှာမော်လိုက်မြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်ဆစ်ချုံကောက်စီတပ်စခန်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့တိုင်းငယ်စစ်စင်ရေးဖြစ်နေပေါ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ဒီစစ်စင်ရေးမှာထော်တာရွာပြူစောတိစခန်းအောင်စည်းကုံရွာစခန်း၊ညောင်ဝန်းရွာပြူစောတိဂိတ်စခန်း၊နောင်ပိန်းရွာစခန်းကုန်း၊နားပင်ရွာစခန်းကုန်းနဲ့ တောင်အင်းရွာစစ်တပ်စခန်းစတဲ့စခန်း6ခုကိုသိမ်းပိုက်ရရှိခဲ့တာပါတိုက်ခိုက်သိမ်းပိုက်တာက5ခုပါတောင်အင်းစခန်းကုန်းကတော့စခါရီစုတ်ခွာထွက်ပြေးတာပါစုစုပေါင်းစခန်း6ခုသိမ်းပိုက်ရရှိခဲ့ပါတယ်ထိခိုက်ဖမ်းဆီးသိသိရရှိမှုတွေကတော့စစ်တေတာကထုတ်ပြန်ပါလိမ့်မယ်။တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးအနည်းငယ်တော့ရှိပါတယ်။လက်ရှိတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိပါဘူး။စီးရဲတင်းမာတဲ့အခြေအနေတော့ရှိပါတယ်ဆိုပြီးမော်လိုက်တော်လိုင်းရေးအင်အားစုကတာဝန်ရှိသူကရှင်းပြပါပါတယ်ခင်ဗျာ။ တင်ငန်စစ်စင်ရေးကိုမော်လိုက်တော်လိုင်းအားစုတွေဖြစ်တဲ့ခရိုင်တရင်1တရင်2တရင်3တရင်4ပြည်သူ့ကော်မတီတပ်ဖွဲ့ပကောက်ဖောက်နဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလာပါရပူပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာတင်ငန်စစ်စင်ရေးတွင်မှာဂျမ်ဘတ်စစ်ရုံးကောင်စီတပ်ဖွဲ့ဘက်ကအတင်းကျပ်ဖမ်းဆီးကစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့စစ်သား၄ဦးဟာလက်နက်ခဲအနေနဲ့တူအလင်းဝင်ရောက်ခဲ့တဲ့အတွက်တော်လိုင်းအားစုတွေဘက်ကဂုံပြုစုငွေတွေချင်းမြင့်ပေးခဲ့တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်သတင်းတပုတ်အနေနဲ့နေပြည်တော်မှာမဲဆင်းမားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လာဆွေကိုမင်းညပိုင်းစစ်တပ်ကနေငန်းနေလာရောက်ခေါ်ဆောင်သွားပြီးဒီကနေ့မှဆက်သွယ်မရတော့ဘူးလို့သိရှိရပါတယ်။အော်တိုဘာလ9ရက်နေ့မှာဘူးလက်လာဆွေကနေပြည်တော်မှာမဲဆင်းနေမှားနေတဲ့အကြောင်းလူဦးရေ900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့သူတွေစီးရင်ပါနေပြီးရက်ကွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတောင်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကိုတုံးတယ်လို့ယူဆကြောင်းမဲဆင်းနေအလုံးကွာဟနေပြီး မင်းစင်းနေပြန်လဲပြုပြင်ဖို့အချိန်တစ်ပတ်သာကြာတော့ကြောင်းမင်းစင်းမာရင်မှုအစင်မပြေကြောင်းဘူလက်လတ်တွေကထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်အဲ့နောက်အော်တိုဘာ၈ရက်နေ့ညပိုင်းမှာဘူလက်လတ်တွေကိုစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့ထိဘူလက်လတ်တွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုံးကော်လို့မရတော့ဘူးလို့သိရပါပါတယ်ခင်ဗျာပုံမှန်အဖြစ်နေ့စဉ်တက်တော်မှာဗီဒီယိုလေးတွေတင်ပြီးတော့နိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုခြေအနေတွေကိုသုံးသက်ချက်ဗီဒီယိုတွေဖြန့်ဝေလေးရှိတဲ့လှဆွေရဲ့တက်တော်အကောင့်မှာလည်းဗာဗီဒီယိုမှမတင်နိုင်တော့တာကိုတွေ့ရှိရပါတယ် စစ်တပ်နဲ့လော်ဘီအမိခံသတင်းသမားတွေစုဝေးနေကြတဲ့ Viber Group မှာလည်းသတင်းသမားအမိခံစစ်တပ်လော်ဘီအောင်မင်းကဘူလတ်လဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကိုမင်းကုန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ပါဘူးမင်းကုန်းမင်းသူအောင်မင်းဆိုတာကခင်ရီရဲ့အတွင်းလူယုံဖြစ်ပြီးတော့ဒီကြံ့ဖို့ရအမားခံလော်ဘီလည်းဖြစ်ပါတယ်ဆိုပြီးပြောပါတယ်မဲဆွေမိုင်းဝင်းမှုအကြောင်းပြလို့အာနာသိမ်းခဲ့တဲ့စစ်တပ်အတွက်ဘူလတ်လဆွေရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးသလိုဖြစ်သွားစေနိုင်တယ်လို့ကြံ့ခိုင်ရေးသတင်းမြစ်က သုံးသပ်ပါတယ်ဒါပေမဲ့ဘူလက်လာဆွေကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မေးနေတာလားဆိုတာကိုကြက်ခိုင်ပါတီဘက်ကလည်းတစုံတရာတုံ့ပြန်ပြီးတော့ထုတ်ပြန်ပြောဆိုထားတာမျိုးမတွေ့ရပါဘူးခင်ဗျာအကြံဖတ်စစ်ချုပ်ကောင်စီတပ်ကမတရားဖမ်းဆီးပြီးတော့အကျဉ်းချထားတဲ့အမေတော်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေမှာနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျဉ်းပြက်လက်စားတဲ့အတွက်ပြစ်ဒဏ်ကြားခံရသူတွေသာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကပြောဆိုလိုက်ပါတယ် အော်ဒီဘလာ၃ရက်နေ့ရန်ကုန်မြို့မှာပြုလုပ်တဲ့ပြည်သူ့ရှင်ဆောင်ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာတသက်ခိုင်ကအခုလိုမျိုးပြောဆိုလာတာပါမေတော်ဆန်းစုကြည်ဟာတဘာဝဘေးကာကွယ်ရေးရန်ပုံငွေတွေကိုရဟတ်ရင်ဝယ်စည်းခဲ့တဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေတွေကိုစစ်စစ်မှုမရှိဘဲအလေအလွင့်များပြီးတော့ဘုံဘော်လက်အော်အသုံးပြုခဲ့သူဖြစ်ကြောင်းတသက်ခိုင်ကအခုလိုမျိုးပြောဆိုလိုက်တာပါခင်ဗျာကျွန်တော်မေးတဲ့တည်းမှာအဲဒီနိုင်ငံရေးကျင်းသားတို့တောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထေတို့အကြောင်းလေးလေးပါပါတယ်သူတို့လူမြောက်ဖို့အတွက်တောင်းဆိုသွားမှာလားဒါလေးသိချင်ပါ အဲကျမသိရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်ရှင့်အဲဘာဖြစ်လို့ကျမအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင် အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုံကတော့ဘာပုံမှတွေနဲ့အဲထောင်နံဘလောက်ကြတယ်လို့ပါတော့လေနော်အဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျွန်မကျွန်မသိတာလေးတစ်ခုကျွန်မပြောပြမယ်ပေါ့နော်ဆိုလို့ရှင်ကျွန်မအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျွန်မတို့ဒီအမျိုးသားသဘောဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေတစ်နှစ်ကိုချက်ချက်ဘီလီယံ20 အချပေးတာဖြစ်ပါလားရှင်။တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာတဘာဝပဲကြီးကြီးမားမားမရှိခဲ့။အကြီးဆုံးကဘာလဲဆိုလို့ရှင်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာ။အဲ့ဒါလောက်ပဲရှိခဲ့တယ်ထင်တယ်ရှင်။ပြီးလို့ရှင်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့အဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်း အဲဒါပါတော့9နှစ်ဆိုတော့ဘီလီယံတရာပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုပ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးရန်တွေစီမံခန့်ခွဲမှုရန်ပုံငွေနဲ့ထည့်လိုက်တာပေါ့နော်ဟိုထည့်လိုက်ပြီးတော့မှ ထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရန်ပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိပါတယ်ရှင့်အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့တကယ်တမ်းတော့လောက်ရမှာကတဘာဝပဲရော့ပါရေးဆိုတာအမလမ်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်းခံနိုင်အောင်ရာသီဥတုတန်းခံနိုင်အောင်မုန်တိုင်းတန်းခံနိုင်အောင်ပေါ့နော်တဘာဝပဲတန်းခံနိုင်အောင်အဲ့ဒါတွေစောက်ကြရမှာဖြစ်ပါရှင့်အဲတိုးတော်လဲညတိုးတော်လဲအဲ့ဒီရံပုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကဟောပါပေါ့နော်ဒီ ဲဒါပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင်တခြားဟိုပါသူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေအဲပြီးလို့ရှိရင်မလိုအပ်တဲ့လေလွင့်နေဒါတွေကစစ်ဆေးပေါ်ပေါက်ပါတယ်ရှင်စစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးဖို့ကတော့ဒါ anti dawn စမ်းစုကြည်စီးဖို့ပေါ့နော်အာနိုင်ငံတော်ပိုင်ရဟယင်ဆိုပြီးဝယ်တာဖြစ်ပါတယ်အဲတိုးတော်လေတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှ စစ်စင်ပေါ်ပေါက်တာလေအများရှိပါလေရှင်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါတော့ကျမမေးလို့တာဖြေရတာပါရှင်ဒါကျမရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုအနကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချတိုင်းဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ကျွန်တော်တို့မောခာအနေစဖြစ်လိုက်တာပြီးတော့ယာကင်နဲ့ဟိုကဖြစ်တယ်ပေါ့ရှင်ရေပေးဖြစ်တယ်အတိုင်းနဲ့ပြင်းနေတော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ ဆိုတော့ဒီရံမုံငွေကတုံးလို့ကမလောက်ပါဘူးရှင်အဲတုံးလို့ကမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ NLD ခစ်တုံးကတော့ဒီရံမုံငွေတွေကပိုရှံပြီးတော့နောက်ကိုဗစ်လည်းဖြစ်တယ်အဲ့အချိန်မှာကိုဗစ်ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ NLD အစိုးရလက်ထက်ကတော့ FDI နေလည်းလာတယ်အဲ့တော့ ODA ပေါ့နော် ODA official development assistance တွေပေါ့ရှင်ဒီဒီဒီဖွံ့ဖြိုးမှုဟိုဖွံ့ဖြိုးမှုအတွက် အပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေအဲဒါတွေအများကြီးရတယ်ပြီးလို့ရှိရင် technical assistance တွေလည်းအများကြီးရတယ်အရတဲ့အချိန်မှာငွေတွေကအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလေရှင်အဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာအနည်းနည်းဟိုပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစည်းမျဉ်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာတွေအဲဒါတွေကိုတာဝန်ခံရတာတွေရှိပါလေရှင်အဲဒါကျမဘယ်သူမှမပြောဘူးပါဘူးသို့တော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိတဲ့နဲ့ကိစ္စဟုတ်လို့ပါ ိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်သက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအချင်းပြက်လာဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်တစ်တန်ချခံရတာဖြစ်ပါတယ်ရှင်အကျေးဇူးပါရှင်နောက်ထပ်သတင်းပုံအနေနဲ့ချင်းပြည်နယ်မင်းတပ်မျိုးဘော်ဒါဆောင်ကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျက်မှုမှာចောင်းသား3ဦးနဲ့မတန်ဆွမ်းမျိုးသမီးတူတေဆုံးကြောင်း CDF မင်းတပ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ် မနေ့အော်တိုဘာ၈ရက်နေ့ညနေ6:59မိနစ်ချိန်ညနေ6:59မိနစ်ချိန်နဲ့ည9:03မိနစ်ချိန်တို့မှာစစ်ရှုံးကော်စီတပ်ကမစ်တပ်မြို့နယ်တိုက်နယ်နှစ်မှာရှိတဲ့ကျေးရွာနှစ်ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ကြတာပါစစ်ရှုံးကော်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာမှာရှိတဲ့ဘော်ရာចောင်းဆောင်ဘော်ကိုဘုံနေကြောက်ရောက်ပောက်ကွဲပြီးပညာသင်ကြားနေတဲ့ចောင်းသား3ဦးမတန်ဆွမ်းမျိုးသမီး2ဦးသေဆုံးခဲ့ကြောင်းစေဦးကျော်မှလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်ရှုံးကော်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်မှာဘော်ရာဆောင်စာတင်ကြောင်းအဆောင်တွေအပါအဝင် နေအိမ်6လုံးထိပျက်စီးခဲ့ရတယ်လို့လည်းသိရပါတယ်။လာဒီဘဲစစ်ရှုံးကောင်စီတပ်ကအော်တိုဘာ10ရက်နေ့ကြောင်မဲမြို့နယ်မှာရှိတဲ့နမ်မန်တရားကိုလေကြောင်းနဲ့ပေါင်250ဘုံနှလုံးလာရောက်ချဲချတိုက်ခိုက်ခဲ့ရမှာတရားကိုထိမှန်ပျက်စီးသွားခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ရှုံးကောင်စီတပ်ကကြောင်မဲမြို့နယ်မှာရှိတဲ့နမ်မန်တရားကိုတေသုံညာနှစ်ခုဆစ်စင်ရေးအပိုင်းနှစ်မှာပထမအကြိမ်မိုင်းခွဲဖျက်ဆီးခဲ့ပြီးတဲ့နောက်အခုမှဒုတိယအကြိမ်ဖြစ်တဲ့လေကြောင်းအုံပြုပြီးလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အဲ့ဒီတရားပျက်စီးသွားခဲ့တယ်လို့သိရပါပါခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းအရကတော့ကျွန်တော်တို့ညီညွတ်ရင်မြန်မာစစ်ရာဇဝတ်ကိုင်းကိုဖျက်သိမ်းနိုင်တယ်လို့မကြသေးခင်က Right Life Alert မှန်ကန်သောအတမွေဝန်ကြောင်းစုရရှိထားတဲ့ Justice for Myanmar ကထုတ်ပြန်လာပါတယ်2021ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာစစ်ရှုံးကောင်စီတပ်ကတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့ခြင်းကစပြီးတိုင်းနိုင်ငံလုံးတိုင်းနာနယ်ပြည်သူလူထုပေါ်မှာကြမ်းဖက်လှုပ်ရှားမှုတွေကျူးလွန်လာခဲ့တယ်လို့ဆိုထားပါတယ်မြန်မာပြည်သူလူထုကလည်းကြမ်းဖက်စစ်ရာဇဝတ်ကို ဖြိုခွင်းဖို့နဲ့ အာနာရှင်ကင်းစင်နဲ့နာဂတ်နိုင်ငံကိုတိဆောက်ဖို့အတွက်အသက်နေရကိုဗနာနာမထားပဲတတ်တိရှိစွာခုခံတွန်းလှန်တိုက်ပွဲဝင်နေတယ်လို့ Jeffan ကပြောဆိုပါတယ်အကြမ်းဖက်စစ်ကြောကောက်စီတပ်ကနိုင်ငံတကာစီးပွားရေးကွန်ရက်တွေနဲ့တဘာဝတင်ရန်ဇာတအရင်းမြစ်တွေကိုတရားမဝင်ကုန်သွယ်မှုတွေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကနေတဆင့်ဝင်ငွေရရှိနေပြီးရာဇဝတ်ကိုင်းတစ်ခုတစ်ဖွဲလှုပ်ဆောင်နေတယ်လို့ Jeffan ရဲ့ထုတ်ပြန်ချက်မှာအတိအလင်းရေးသားဖော်ပြထားပါတယ်ဒါပြင်နိုင်ငံတကာက corporation လုပ်ငန်းတွေနဲ့ယင်းနှမြုပ်နှံသူတွေဟာလည်းအမျက်ဆုံးရရှိရေးအလုံငါ အကြမ်းဖက်ဆဲအုပ်စုရဲ့ရာဇဝတ်မှုတွေကိုလောင်စာမီထိုးကအားပေးထောက်ခံနေတယ်လို့ JFN ကပြောဆိုပါတယ် Justice for Myanmar ကအဲ့ဒီရာဇဝတ်ကိုင်းကိုဖော်ထုတ်ဖြိုဖျက်နိုင်ဖို့အတွက်စုံစမ်းစစ်ဆေးမှုတစ်ခုချင်းစီနဲ့တစ်ချိန်ပြီးတစ်ချိန်လှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်မြန်မာနိုင်ငံတော်ဝန်နဲ့ကမ္ဘာအနှံ့မှာရှိတဲ့ပြည်သူလူထုအပေါင်းကစူပေါင်းလှုပ်ဆောင်မှုတွေရဲ့ရလက်အဖြစ်နိုင်ငံဆောင် corporation တွေကအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကနေဒေါ်လာတန်းရာချီတဲ့ယင်းနှိမ့်နှံ့မှုတွေကိုပြန်လည်ယူသိမ်းခဲ့တဲ့အပြင်ပြတ်မှတ်ထား တကတ်အရေးယူမှုတွေကလည်းအကြမ်းမဆဲအုပ်စုရဲ့ကမ္ဘာလုံးဆိုင်ရာအသက်သွေးကြောတွေကိုဖြတ်တောက်ပေးနေပြီဖြစ်တယ်လို့ဆိုပါတယ်။အကြမ်းမဆဲအုပ်စုကိုရမုံငွေတွေလက်နက်တွေလင်းရင်လောင်စာစီနဲ့တခြားပံ့ပိုးမှုအလုံးစုံကိုဖြတ်တောက်ခြင်းနဲ့ဒီစစ်ရာဇဝတ်ကိုင်းကိုဖြတ်သိမ်းပါမြန်မာပြည်သူလူထုနဲ့အတူရပ်တည်ပါစစ်ရာဇဝတ်ကိုင်းကိုဖြတ်သိမ်းပါလို့ဂျက်ဖန်ကတိုက်တွန်းရေးသားထားပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်နဲ့စီးပွားရေးချိတ်ဆက်ပတ်သက်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုဖော်ထုတ်ဖို့နဲ့အဲ့ဒီကုမ္ပဏီတွေပေါ်ဖိအားပေးတဲ့အနေနဲ့ အချမ်းဖက်စစ်တပ်စီဗန်နံငွေစီးစင်းနေမှုကိုဖျက်တောက်ဖို့အတွက်နိုင်ငံတကာအစိုးရတွေကိုဒဏ်ခတ်အေးအေးယူမှုတွေချမှတ်အကောင့်တွေပေါ်ဖို့ဖိအားပေးဖို့လဲဂျက်ဖန်ကတောင်းဆိုထားပါတယ်ဂျက်ဖန်ဖွဲ့ဟာ2025ခုနှစ်မှာ Right Life Award မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆုရရှိသူဖြစ်ပြီးအဲ့ဒီဆုဟာလူသားအလုံးအတွက်ငြိမ်းချမ်းရေးတရားမျှတမှုနဲ့ရရှိတည်တတ်မှုတို့အတွက်ကြိုးပမ်းဆောင်ရွက်တဲ့ကမ္ဘာတစ်ဝန်းကအပြောင်းလဲပေါ်ဆောင်နိုင်သူတွေကိုအတိမတ်ပြုပေးအပ်တာဖြစ်ပါတယ်ခင်ဗျာ မိုးလေဝသတင်းနေ့ဘက်မှာတော့တိုင်ဖုန်းမုန်တိုင်းဟာလွန်ဟာဒီကနေ့အော်တိုဘာ9ရက်ကဂျပန်နိုင်ငံရဲ့ဤစုကျွန်းတွေကိုတိုက်ခတ်လာခဲ့ပြီးမိုးပြင်းလေပြင်းတွေကိုရွာသွန်းတည်ဆောင်လာခဲ့တာကိုစောင့်ကြည့်ဗီဒီယိုတွေမှာမြင်တွေ့ရပါတယ်ခင်ဗျာဂျပန်မိုးလေဝသအေဂျင်စီဟာနိုင်ငံရဲ့အဓိကကျွန်းဖြစ်တဲ့ဟွန်ရှူးကျွန်းရဲ့တောင်ဘက်မှာတည်ရှိတဲ့ဤစုကျွန်းတွေအတွက်လေပြင်းနဲ့ရေလိုင်းအမြင့်သတိပေးချက်ကိုအော်တိုဘာ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်အေဂျင်စီဟာကျွန်းတွေမှာနေထိုင်သူတွေကိုဘယ်လိုရွှေ့ပြောင်းကြဖို့အကြံပြုထားပြီးလေပြင်းတိုက်ခတ်မှုကြောင့်နေတချို့ပျက်စီးသွားနိုင်ကြောင်းလည်း သတိပေးထားပါရခင်ဗျာတစက်တည်းမှာပဲမနက်ဖြန်အော်တိုဘာလ10ရက်နေ့အတွက်မူလဝတ္တခမ်းမ်းချက်သတင်းတွေကိုတင်ဆက်ပေးကြပါရစေဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင်းတင်းကနေတင်ထူထပ်နိုင်ပြီးမုတ်တုံလေဟာအာတင့်တင့်ရှိနေပါတယ်ဘင်လယ်ပင်ချင်းတွေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျွန်းပေါ်ဒေသတွေနဲ့ဘုဒ္ဓမဝိဘက်မှာအနောက်နောက်တောင်ဘက်ကလေကတနအီကို9မိုင်ကနေ10မိုင်လောက်ထိတိုက်ခတ်နိုင်ပြီးလိုင်းနှင်းငယ်ကနေလိုင်းအသင့်တင့်ရှိနေပါတယ်ခင်ဗျာ ။မိုးအချိန်တွေကတော့စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ဂရင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးတနင်္လာရီတိုင်းမှာတော့နေရာကျဲကျဲမိုးထချုံပြီးတော့ရွာနိုင်ပါတယ်ခင်ဗျာ။ဒါကတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆရာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ ူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့ဒီကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်။အကုန်လုံးလို့လေဒီ Jonas Dot com ဘယ်လဲချောင်းဘယ်လဲချောင်းဘယ်လဲချောင်းချောင်းချောင်းဒီလူသားတို့လိုချင်ကြပြီ လချောင်းပဲလချောင်းပဲလချောင်းချောင်းချောင်းလူတို့လူတွေးဆုံးအုတ်ချုပ်တစ်နှစ်တွေးချဆုံးဖို့အချိန်ရောက်ရှိခဲ့ပြီဘုချစ်စင်းရဲ့ကျွန်တော်တို့ရဲ့အပေါ်လချောင်းပဲလချောင်းပဲလချောင်းချောင်းချောင်းချိုးနေလာတဲ့တို့ရဲ့ချင်ရတဲ့ just hand way yai queen lonely about the gee yeah she called that behind 变了潮，变了潮，变了潮，潮潮。如今只耶，只我咧对不对？多多难把下面对。变了潮，变了潮，变了潮,潮，潮潮。阿的只耶，想好的对 ဘယ်လိုချောင်းဘယ်လိုချောင်းဘယ်လိုချောင်းချောင်းချောင်းလူဖြစ်ချင်းရဲ့ပြေဝတဲ့အတိတ်တွေတို့တော်နံမာရလိမ့်မယ်ရှင်သန်ချင်းရဲ့ပြေဝတဲ့အတိတ်တွေတို့တော်နံမာရလိမ့်မယ်ဘုချစ်ချင်းရဲ့ကုရီတို့အတိတ်တွေတို့တော်နံမာရလိမ့်မယ် Bella chong, bella chong, bella chong, chong, chong.